မင်္ဂလာပါရှင်။ဆီယမကြီး ခင်ခင်ထူရေးသားထားတဲ့ကြားဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။ကြား ခုတော့လေဒါရီမလုကြတာကြာပါပြီကြာဆိုနှစ်20နေပါလောက်ရှိရောမယ်မလုကြတော့တာထက်လုံးမဲ့သူမရှိတော့တာပါလေဒီတုန်းကတော့ရွာတွေကလူတွေကလည်းရှီအောင်အမွေနဲ့တခုကိုထိန်သိမ်းမျက်နှာကြသလိုတံပိုးလဲထားတယ်စူးစားပြီလဲလှုပ်ဆောင်ခဲ့ကြတယ်တရွာနဲ့တရွာအနိုင်မခံအရှုံးမပေးလက်ကုံဖွင့်ပြီးရှင်ခဲ့ကြတယ်ဖုန်ကြီးပြန်ပွဲတဲ့ဟေဆိုလိုကတော့တနေ့လုံးရှိတဲ့ရွာတွေဟာ ပြန်ပွဲတစ်ခုဝင်มาလို့ လာနဲ့ချီပြီးတိုင်းတွေတိုက်ကြအေးရင်ကျူဖို့ကောင်းပြီဆိုတဲ့မင်းသမီးကိုမြို့တက်ငှားကြအယုတ်ကြီးတွေတရုတ်ပေါ်ပွဲလေးတွေထဲဖို့လုံပန်းကြနဲ့ပွဲမတိုင်ခင်ကလေးကရွာထဲမှာတသိမ့်သိမ့်ပေါ့ဖုန်ကြီးပြန်ပွဲရောက်တော့လဲစင်ရှင်တလာနဲ့လောင်တိုက်ကြီးတွေရွာအခေါ်တဲချောင်းအေခံမတ်တ်ကြီးတွေထိုးပြီးကျင်းပကြတာတအုံအုံတစ်ချိန်ချင်းပွဲပြီးသွားရင်ဘေရွာက တိုင်းအဖွဲကတိုင်းနင်းပုံအလှဆုံး ဘဲတဲချောင်းကမင်းသမီးအေးရင်ကျူးအကောင်းဆုံးဘဲရွာကဖြင့်ခြားလိုက်တာစတဲ့ချီကျူးတန်ကဲ့ရဲ့တန်တွေဟာရာဇဝင်တွင်ကြံရစ်ခဲ့တတ်တယ်ငင်းချံတဝိုက်မှာတော့စီမီကုံတွေကဖုန်ကြီးပြန်ပွဲတွေဟာအစီကားဆုံးအတိုင်မြိုက်ဆုံးပါပဲကျမတို့ဘာကဥဒိယရွာမှာရွာလူကြီးဘာဟာဥပဒေရုပ်ကောင်းနေထထမြမြနဲ့စိတ်မြန်လက်မြန်ရှိတယ်ရရေးရွာရေးရှိရင်ဖြင်းတပတ်ကြီးခေါင်းပေါင်းပြီး ရှေးကနေမမမမရက်လေရှိတယ်။ဖုန်ကြီးပြန်ပွဲများရှိရင်ဘာဟာထမင်းမစားနိုင် ဟင်းမစားနိုင် အင်ဂျီ200လောက်ရှိတဲ့ရွာတဲကိုတောင်ပိုင်းပြေးလိုက်မြောက်ပိုင်းပြေးလိုက်နဲ့နားတယ်မရှိဘူး။တိုင်တိုက်တဲ့စီသွားတဲ့ပြီးငွေတောင်းတို့ဒီတခါတော့တို့ရွာကတိုင်မညံ့စေနဲ့ဟေ။မင်းတို့အဖွဲခင်ခဲ့ဖုန်ကြီးပြန်တော့ကပြက်တက်နွဲပုံမလှဘူးခောက်ခွေးပုံရအောင်ဝိုက်ကြစမ်းပါရိုက်ချက်ကတည်းကညီပစီကွာလှုပ်ချင်လှုပ်တာလေ တိုင်နေနေဆိုတာကလည်းလွယ်တာမဟုတ်ဘူး။ဝါကိုပခုံးပေါ်ထမ်းပြီးအတောင်30ကျော်အမြင့်ရှိတဲ့ပြတ်သက်ကိုတနွဲ့နွဲ့ရိမ့်နေအောင်လှုပ်ရတာ။ခြေတော်ကလည်းတိုင်ခွက်နေလက်ထဲကဒုံးနဲ့လည်းထမ်းထားတဲ့ဝါကိုရိုက်ပါးစပ်ကလည်းတိုင်သချင်းဆူရသေးတာ။ခွင်တိကွက်တိကျမတို့ရွာကတိုင်းဆရာကြီးဦးအေးကတိုင်မစခင် ရှေးကနေပနာမခွန်းတောက်အရင်ဆိုတယ်။တကာတကာမနဲ့တပည့်တွေဟာဆရာဖုံးကြီးရဲ့ ကဝိထေကိုတော့မနေနိုင်မထိုင်နိုင်အောင်လွမ်းကြတာမို့ပြီးခရိုင်ကျငန်းမှာဒါယကာရီမှန်သမျှရေကတန်ငါရီပါလွမ်းတန်ငါရီပါလွမ်းအဲ့ဒါလို့ဆိုပြီးတိုင်းနေမဲ့အဖွဲတွေကယောက်ျားမောင်ပါတာလေးလေးယောက်ျားမောင်ပါတာလေးလေးမြေကကောက်လို့တထောက်ချီ ဒူးပေါ်ညီညာမလိုက်ကြစို့ဆိုပြီးဝါးကိုတုံးနဲ့ရိုက်ပြီးတော့ဒူးပေါ်မြောက်တင်ဒူးပေါ်ရောက်တော့တခါပခုံးပေါ်ထတ်တင်တင်ပြီးရင်ထိုင်ရဲ့ပြတ်သက်ကိုရိမ့်နေတိုင်းအစပထမတွင် အထညီညာထားလိုက်ကြစို့ဆိုရင် မတ်တက်ရက်ပြီးခြေနင်းစတော့တာပဲတိုင်းစနေနာနဲ့ပြတ်သက်ကိုကိုကြိုက်တယ်လို့ကိုတက်တယ်လို့သကောဝိုင်းရှင်းတော်အစုံရိမ့်တော့တာပဲ ခြေတော်ရောလက်ရော ပခုံးရောလှုပ်ရှားရတာတိတ်တော်မတက်တာလားဘူးဒါပေမဲ့ရက်ရွာအေးမို့လားသူတို့အာလုံးပြောနေကြတာပါပဲကျမတို့ကလေးတွေကတော့တိုင်းတိုက်တာကိုညတိုင်းသွားကြည့်ပြီးရင်နေကင်းကြအိမ်မှာပြန်ဆော့ကြတယ်ဆော့လို့ကောင်းနေတော့အမေကြီးနဲ့မိသွားရင်မဆော့ကောင်းဆော့ကောင်းတော့ကို့ရွာကဖုန်ကြီးကမှမကြမ်းမာရတဲ့အထဲဆိုပြီးလိုက်ရိုက်တော်တာပဲဒီတုန်းကရွာတွေမှာဖုန်ကြီးတွေကစာတင်ကြရတယ် ိုဆရာဖုန်ကြီးဆိုတော့လေတေမာနှမျောကြတာပေါ့ကျမတို့ရွာကတိုင်းနှင်းတာမာတယ်နမီရတာမဟုတ်ဘူးတိုင်းထက်တနယ်လုံးဘသူမှမလုံနိုင်တာကိုလည်းလုံနိုင်ကြသေးတာအဲ့ဒါကတော့မတ်ရွှေဦးကြားချီကန်းဇက်ရုပ်တရုပ်ဖော်တာပဲကျမတို့ဘာရဲ့ညီတဝန်ခွဲတော်တဲ့ဥဝင်ဆိုတာကဂျွန်ထိုဂျွန်ခုအင်မတန်တော်တာကလားနှစ်ပတ်ဂျွန်သုံးပတ်ဂျွန်တော့မကဘူးလေထဲမှာတင်ကိုကိုလှဲ့လေဝဲပြတတ်တယ်ဖုန်ကြီးပြန်မဲမဟုတ်လဲ ကျမတို့ကလေးတွေပြင်းနေဘာကြီးဥဝင်ကရွာလေညောင်ပင်ကြီးအောင်မှာဂျွန်းခုတ်ပြတတ်တယ်။ဥဝင်ကျမတို့ကိုဂျွန်းခုတ်တင်ပေးကျမကမေမေခေါ်တယ်လို့ဥဝင်လို့ခေါ်တယ်။အဲ့ဒါလို့ကျမတို့ကပူဆိုင်ဥဝင်ကဒါကတင်ပေးလို့မရဘူးရွှေဘုတ်ရဲ့အလေးချင်ရှိမှဖြစ်တာလို့ပြောတတ်တယ်။မရွှေဥကြားချီခမ်းမှာဥဝင်ကကြားကြီးလုပ်တယ်။အစည်း20လောက်စီတန်းထားတဲ့လှဲတွေပေါ်မှာ တစည်းကနေတစည်းကျွန်းပြပြကူတာတိတ်ကြီးလို့ကောင်းတာပဲတခါတလေလှဲမောင်းနေရင်ကတစည်းကျော်နှစည်းကျော်တောင်ခုန်ခုန်ကူးလိုက်သေးရဲ့ဘေးကကြည်နေရတဲ့ပရိသတ်မှာအသေးတရားရရင်တဖို့ဖို့နေတကယ်ရကန်းစဉ်အစ်စ်ကိုလှဲတန်းထိတ်လောက်မှတင်ပြီးမရွှေဦးကရကန်းခတ်နေတဲ့တဒံတရုတ်ဆောင်ရတယ်ဘိုးချုံမုံဆိုတဲ့လူကြီးကစတုံးအတုရင်ကန်အတုကတ်ပြီးမရွှေဦးလှုပ်တယ်ယောက်ျားကြီးကနေမိမလှုပ်ထားတဲ့ဘိုးချုံမုံကိုကြည့်ရတာ ရည်စရာလဲကောင်းတနာစရာလဲကောင်းနေတတ်တယ်။ကြာလို့တဲ့ဥဝင်ကမရွှေဥခါကိုလက်နဲ့ကုတ်လိုက်နှုတ်ပြန်ဂျွန်းပစ်လိုက်နဲ့လှုပ်နေတာကိုဟိုးနောက်ဆုံးလဲပေါ်ကနေမင်းကြီးနောင်နှစ်ပါးကခနာမငင်ကြည့်နေရတာပေါ့မင်းကြီးနောင်လှုပ်တာကလည်းကျမတို့ကြီးတော်ဒေါငွေကြီးရဲ့သားနှစ်ယောက်ပါ ကိုရွှေသီးနဲ့ကိုငွေသီးတဲ့အကိုကြီးဟာတေချာကြည်စမ်းပါဦးမရွှေဦးကိုကြားချင်နေပြီလားလို့ဟာညီလေးကလည်းအကိုကြီးမကြည့်ရပါဘူးကွာ သွေးရည်တန်တွင်မြင်အကိုကြီးကရင်တုံမန်းတုံဖြစ်တတ်လွန်းလို့ရင်တုံနာကဟုတ်ပါပြီပန်းတုံနာကဘာတော့အကိုကြီးရအဒီအကားကိုရွှေသီးကရင်ကိုကော့ပခုံနှစ်ဘက်ကို တွန့်တွန့်ပြီးအထက်ကနေအောက်အောက်ကနေအထက် တကူလုံးတုံပြလိုက်ရင်ပရိသတ်မှာဝါကနေကိုနေတာမင်းညီနောင်ကလည်းသူ့နေရာကနေပြောချင်ရာပြောကြားကလည်းမရွှေဦးစီသွားကြည့်ပြန်လှည့်လှုပ်လိုက်ဂျုံပစ်လိုက် ကြာကမတ်ရွှေဦးခါကို တို့လိုက်ရကန်းခတ်နေတဲ့မတ်ရွှေဦးကဟူသွားစမ်းဆိုပြီးကြားလက်ကိုပုတ်ပုတ်ချတယ်။ကြည်ကြတဲ့ကြာကမတ်ရွှေဦးကိုချစ်စကားကြိတ်စကားပြောလိုက်သေးတယ်။ဒါဆိုရင်တဝါဝါတဟဟနဲ့ပရိသတ်ကပတ်ထုတ်လို့မရအောင်ကိုသဘောကျတော့တာ။ဒီတရုတ်ပြပွဲကလည်းကျမတို့ဒီရွာသားလုံနိုင်တာလေ။လုံနိုင်ဆိုဦးဝင်လိုဂျွန်းခုတ်တက်တဲ့လူကတနယ်လုံးမှာရှိမှမရှိပဲကို။ ဖုန်ကြီးပြန်ကွင်းနဲ့ကျမတို့ရွာကလှဲတန်းကြီးဘိန်မောင်တီးဝင်လာတာနဲ့တပြိုင်နဲ့ကွင်းနဲ့ရှိသမျှလူတွေအလုံးပြေးလာကြတော့တာပဲကြာလို့တဲ့ဥဝင်ကလည်းအစွမ်းပြလက်ခုတ်တန်တဖြောင်းဖြောင်းဘိုးချုပ်မုံကလည်းအရွယ်နဲ့မလိုက်ခရာတာတာလှုပ်ပြတဝါဝါတဟာဟာမင်းကြီးနောင်ကလည်းဟန်ရီးတပြပြဆိုတော့ဖုန်ကြီးပြန်ပွဲဆိုရင်ဥဒိယရွာကမတ်ရွှေဦးကြားချီတဲ့ဇက်ရုပ်ပြလှဲတန်းကြီးမပါရင်မပြီးဘူးမပြီးပါဘူးတို့ပေမဲ့ဒါပေမဲ့ ကျမတို့ရွာရဲ့အရှိနှမိုင်သားသားလောက်ဝေးတဲ့ကတော့ရွာမှာဖုန်ကြီးပြန်တော်မူခဲ့တော့ကတော့ရွာတိုင်းရွာတိုင်းတိုင်းတွေတိုက်ကြဖို့မင်းသမီးငားကြဖို့လုံနေကြပေမဲ့ကျမတို့ရွာကတော့အေးအေးဆေးဆေးပဲကြောက်ဥဝင်ရှိတယ်ဘူးချုံမုံရှိတယ်ကြောက်ဝစ်စုံရှိတယ်ဆိုတော့ဘယ်သောအခါကမှမင်းသမီးကောင်းတက်လက်ငားဖို့စိတ်ကူးခဲ့ကြတာမဟုတ်ဘူးသူများရွာတွေကကောင်းပိဆိုတဲ့ထိတ်တန့်မင်းသမီးတွေမြို့တက်ငားကြအယုတ်ကြီးတွေချိုးဖို့ဝါးတွေနှီးတွေ ကောက်ရိုးထုံးတွေစကူတွေဆေးတွေဝယ်ကြစုဆောင်ကြလုပ်ကုန်ကြပြီကျမတို့ရွာကရွာကမင်းသမီးမပြားကြီးကအီးရင်ကျူးမယ်မင်းသမီးနှမီးကတော့မမြနူးတဲ့မပြားကြီးကဆိုင်ဝိုင်းနေနောက်မှာလိုက်ပြီးတချင်းစုနေတဲ့အဆူတော်မင်းသမီးအတန်တော့ရတယ်လူရှင်တော်ကလည်းရွာကဥပါကြနဲ့ဥလူညံဥပါကြကဟိုတုန်းကရွှေမန်းတင်မောင်ဇက်သေးတောင်လိုက်ခဲ့ဘူးတယ်ဆိုပဲစနာပြီးရွာမှာပဲနှဲလေးမှုတ်လိုက်နှီးလေးဖြာလိုက်လုံနေတဲ့သူရွာရဲ့ထုံးစံက ကိုရွာမှာတော့တိုင်ရောမန်းတက်ရောအလှည့်ရှိခင်အဲ့ဒီအတိုင်းပြန်အခြေဆက်ကြရတယ်ဒါမှမဟုတ်သွားထားနေရတယ်အခြေဆက်ရမှာဆိုတော့ပူတာအောင်ပူကောင်းအောင်လုပ်ပေးရမှာလေကြဲမောက်ရှံလို့အခြေဆက်မှာကြာနေတာပဲဆိုတဲ့စကားတောင်ရှိသေးမို့လားဒီတော့ကျမတို့ရွာကကြာကြီးနဲ့ဒီတခါတော့တော့အစွမ်းပြလိုက်မယ်လို့အားခိတ်ထားကြတယ်ခါတိုင်းလှဲအစီး20ကနေအခုလှဲအစီး30ဆင့်လိုက်တယ် ဖုန်ကြီးပြန်ပွဲနေ့ရောက်တော့ဘာဟာမနဲ့ဝီလီဝီလင်းကလေးကရွာကိုရောက်ချလာတယ်။ဖုန်ကြီးပြန်ပွဲရှိတဲ့ရွာကိုလူကြီးတွေကညရင်ညနေသွားနေကြရတတ်တယ်လေ။ရွာကလှဲတန်းကြီးဟာရွာရှိပေါက်မှာတန်းစီနေကြတယ်။ဘိုးချုံမုံကြီးကပန်းနေကြီးကိုစတုံးပြီးစမေးခွေပြီးမှထိုးဆိုင်ပြီးပေါင်တာတွေဖွင့်နေအောင်ရိုက်ခေတော်အင်းကြီးဗျန်းထမင်းနဲ့ထိတ်စီလဲပေါ်လှွားကနေခုံတက်လိုက်တယ်။ဒီတခါရကန်းစင်ကလည်းအပြန်စားဖွာချောရဲ့ရကန်းစင် တက်သားထွင်ဘဘူးလက်ရပန်းကွက်ပန်းွယ်လေးတွေနဲ့ရှေကအတန်ချက်ဆက်လဲကတချင်းတွေတကောကောတကွီကွီဖွင့်နေပြီမင်းကြီးနောက်နှစ်ပါးလေးရောက်လာပြီကွန်းနေတဖို့ဖို့ဝါရင်နောက်ဆုံးလဲပေါ်မှာအခန်းသားရက်လို့ဟောကြာဥဝင်ရောဥဝင်မလာသေးဘူးတွားခေါ်ကြပါအောင်တို့ရကနောက်ကြနေလို့မဖြစ်ဘူးဒီပွဲမှာခင်ခဲရဥတန်းအယုတ်ကြီးနဲ့ပြန်ရမှာကြည်ရွာကနှစ်ခုတစ်စိအကနဲ့ပြန်ရမှာပြီးတော့တိန်တန်ရွာက မင်းသမီးတာစီခံကိုငှားထားတာ ကန်တော်ကမင်းသမီးကမြင်းချန်ခင်တန်းအီးငှားထားတာတို့ရွာကမပြားကြီးပဲတုံထားရတာဆိုတော့မျက်နာငဲနေရောမေခုနေဘိန်မောင်တီးဝင်လိုက်ရရင် ဖုန်ကြီးပြန်တကွင်လုံးရှိသမျှလူတွေတို့စီဝိုင်းအောင်လာမှာတရွာလုံးအပြိုင်စောတွေနဲ့တက်ကြွနေကြတာပေါ့လေရွာလုံးကျွလှုပ်လှုပ်ရွာရွာဖြစ်နေပေမဲ့ဥဝင်ကပေါ်မလာသေးဘူးဗာမျက်နာမှာချွေးတွေစို့လို့မောင်ဝင်ကိုတွားခေါ်ကြစမ်းမအောင်ကွာစိတ်မြန်စိတ်ထက်တဲ့ဗာဒေါသထွက်တော့ ကာလာသားကောင်းကိုစာမီရွာထဲပြေးဝင်သွားတယ်။ကျမကတော့အမေကြီးရဲ့ဘေးမှာထိုင်ရင်လေစီရမာကိုတွေ့ပြီးပြောနေမိတာပေါ့။ခဏနေတော့ကိုစာမီခေါင်းငိုက်ဆိုင်ချပြီးချွေးတွေနဲ့ပြန်ရောက်လာတယ်။ဘာလဲ။ဘာတဲ့လဲ။ဘာကအငမ်းမရမီတော့ကိုစာမီကအတန်တုံတုံရင်ကြီးနဲ့ဥဝင်ဖျားနေတယ်။ဘာအမေကြီးရဲ့ကိုလုံးလေးတောင်တုံသွားတယ်။ကျမလက်ထဲစုပ်ထားတဲ့ပြောင်မှုပုတ်လေးလည်းလွတ်ကျသွားတယ်။ လုံးဝကိုမထနိုင်ဘူးဘာကြီးရသူတော်တော်ဖျားနေတာအရေးတဲမှာကွာစီလေးပါလေးတောက်ပြီးတနာရီလောက်မှဂျိုးမပြစ်နိုင်တော့ဘူးတဲ့လားစိတ်မြန်လက်မြန်ရှိလာတယ်ပါသူကိုယ်တိုင်ရွာထဲလိုက်သွားတယ်လေတန်းကြီးပေါ်ကရွာသူရွာသားတွေအားလုံးမျက်စိမျက်နှာပြက်ကုန်ပြီမကြဘူးဘာဟာစောင်းဆောင်စောင်းဆောင်နဲ့မျက်နှာကြီးနီမြန်းလို့ပြန်လာတယ်ဘာမပြောညာမပြောနဲ့မောင်းဆန်းလဲတွေအကုန်မောင်းဆန်း ဘူမတိဘာမတိနဲ့လဲတွေမောင်းထွက်ခဲ့ကြတယ်။ဘာဒေါသထွက်နေမှန်းသိတော့နှွားတွေကိုတွန့်ရိုက်တာပေါ့။ကစုံဆိုင်ပြေးနေတဲ့နှွားတွေလဲတွေရဲ့နောက်မှာဖုန်လုံးကြီးတွေတလေလေကြံရစ်ခဲ့တယ်။ဒီလိုနဲ့ကြားမပါတဲ့မတ်ရွှေဦးကြားချီကန်တရုတ်ပြလှဲတန်းကြီးဖုန်ကြီးပြန်ခွင်ကိုခြိတက်ခဲ့ကြတယ်။ဖုန်ကြီးပြန်ခွင်ထဲကိုလှဲတန်းကြီးဝင်ခဲ့ပြီမဲ့ကြားကြီးမပါတော့ဘိန်မောင်းလဲမတီးမတ်ရွှေဦးလဲရက်ကန်းမခတ်မင်းညီနောင်လဲအတန်တိတ်ပေါ့ ဥဒရာကကြာကြီးလာပြီလူတွေကပါဇက်ကအော်ရင်လှေတန်းကြီးစီကိုပြေးလာကြတယ်ဒါပေမဲ့ကြာကြီးကိုသူတို့မတွေ့ရဘူးဟင်ကြာကြီးရောရွာကလူတွေတွတ်တုံမှမလှုပ်ရဲကြဘူးဘာကလဲဘော်ကဆင်းလိုက်ပြီကဲအလုံးတဲချောင်းကိုလိုက်ခဲ့ကြလဲတွေကိုချွတ်နွားတွေကိုတစ်ပင်ရိမ်မှာခြိထားခဲ့ပြီဘာနောက်ကိုတူရလုံးလိုက်ခဲ့ကြတယ်ကြားချီကန်ကြည့်မဲ့လူတွေလည်းပါဇက်အဟောင်းသားနဲ့ကြံရစ်ခဲ့တယ် ။ကွင်းလေကအယုတ်ကြီးကတော့ဆဲလိကြီးခဲပြီးတကွင်းလုံးကိုအပေါ်စီးကကြည့်နေတယ်။တိုင်နေနေတဲ့ပြတ်သက်တွေကလေထဲမှာတနှွဲ့နှွဲ့လှုပ်လို့ကျမတို့ရွာတဲချောင်းကလွဲရင်ကြံတဲ့ချောင်းတွေမှာလူတွေကြိတ်ကြိတ်တို့လို့ကျမတို့လည်းအမေကြီးထမိန်ကိုဆွဲပြီးခြောက်သွေ့နေတဲ့ရွာတဲချောင်းလေးကိုဝင်ခဲ့ရတယ်။ရွာကလူတွေလည်းမျက်နှာလေးတွေဈေးရလောင်းနဲ့ကြားမပါပဲဘက်နဲ့လုံးမရွှေဦးကလို့ဖြစ်တော်မှာတော့ဟေ ဥဒိယရွာတဲကြောင်ထဲကနေအတန်တွေဆူဆူညံညံတခင်းနဲ့ထွက်လာတယ်။ရွာပိကိတက်ကလည်းဘာခိုင်းတဲ့အတိုင်းလက်ကုပ်တွေတဖြောင်းဖြောင်းမနာတန်တီးရတယ်။မပြာကြီးလည်းပြုတုပြတာနဲ့ထိတ်လန့်သွားလို့လားမသိဘူး။ငငယ်တုန်းကတက်ထားတဲ့ပညာစုံတွေထွက်လာတယ်။ဆိုင်ကလည်းတအားတီးတာပေါ့။ဖုန်ကြီးပြန်ကွင်းတွေကလူတွေဟာအတန်တွေထွက်လာတဲ့ကျမတို့ရွာတဲကြောင်ဘက်ကိုပြေးအောင်လာကြတယ်။အလူအရဲတိုးဝှေ့ပြီးသူ့ထံကခြေပြားထောက်ကြည့်ကြ။တယောက်ပခုံးပေါ်တယောက်ဆင့်ကြည့်ကြနဲ့။ လူတွေစီကားလာတော့မှပဲဖုန်ကြီးအလောင်းတော်အစ်စ်ဟာကျမတို့ရွာတဲเจ้าမှာပူဇော်ဖို့အလှဲ့ကျလာတယ်ဒီမှာတင်ဘာကခွင်လေးတစ်ခုထွင်လိုက်တယ်မင်းသမီးမပြားကြီးအေးရင်ကျူးပြီငိုချင်းတစ်ပုတ်စုံသွားတော့ဖြုံးဆိုဘိုးချိုမုံကြီးကဝင်လိုက်တယ်အဝေးကလေးကငိုတန်ယူတန်တွေကြားလို့တပည့်တော်မှာစိတ်ထင်သွားခဲ့တာအမလီဆရာတော်ဖီးယားရဲ့ဆိုရပြီးအလောင်းတော်ကိုခေါင်းနဲ့တိုက်တိုက်ပြီးတော့ငိုတော့တာပဲ မိမလိုဝစ်ထားတဲ့ဘိုးချုံမုံကဖုန်ကြီးပြန်ပွဲတွေဆက်နေပွဲလိုက်နေရတဲ့သူမို့ငိုချင်းတွေလုံပုံကိုင်းပုံတွေကိုသူကြက်မိတယ်။ဆရာတော်ဖျားကဥဒိယရွာကတည့်ရတိမစားခြင်းနဲ့ဆိုလို့ဟောဒီမိချုံမုံတည့်ရတိတွေလာလူတာဟာဖျားထပီဖုန်ပေးတော်မူပါဦး။အလာကောင်းပေမဲ့အခါနောက်မီကွ။တနေ့ကတော့ဥဒိယရွာကဘသူမှမလာကြဘူးလားလို့မိတော်မူရှာပါသေးတယ်။ ဘေးကဥပါကြတို့ကလည်းအပူကောင်းပြန်တော်မူတဲ့ကတော်ဖုန်ကြီးနဲ့ဘူးချုံမုံကလည်းရင်းနှီးပြီးသားဒီတော့ဆရာတော်ဖရာရဲ့ဂုံကြီးစုတော်တွေကိုဖွဲ့နှွယ်ပြီးငိုတော့တာပေါ့ငိုရင်းကလည်းမပြားကြီးကိုဘလူဖြစ်တာလဲညီမရဲ့အမကိုပြောပြပါဦးဆိုပြီးမင်းသမီးကိုတခါတည်းအေးရင်ကျူတဲ့ဆွဲခေါ်ပြန်နေမပြားကြီးကလည်းအတန်ကောင်းအဆူအငူကောင်းကို အပလီအခရာတွေကလည်းတက်ရက်ရွာနာမျက်မိုးလိုသားကို အလောင်းတော်ပခတ်ကိုလက်နဲ့လွှဲလွှဲပြီးဆရာတော်ဖရာရဲ့ဂုံကျေးဇူးတော်ဘွယ်ကိုအေးအေးငြိမ့်ငြိမ့်လေးဆိုတယ်။လွမ်းစရာလဲကောင်းဝမ်းထဲကြေကွဲစရာလဲကောင်းနေတော့တာပေါ့။အတိမာတင်နတ်သားရောက်လာပြီးဆရာတော်အလောင်းလူကြတော့မပြားကြီးကဘူးချုံမုံကြီးကပါနတ်သားကိုတွန့်တွန့်ပြစ်တယ်။ဘူးချုံမုံကြီးကိုကြည့်ပြီးကျွန်မငိုခဲ့ရတာလေ။အတိကတော်ဖုန်ကြီးပြန့်ပွဲမှာဥဒိယရွာကတဲချောင်းဟာ ကြားမပါပေမဲ့ရာဇဝင်တွင် ကြံရစ်ခဲ့တာပါပဲကြာတော့ကြာခဲ့ပါပြီခုတော့လည်းမရှိတော့ဘူးဥဝင်လည်းအတီတုံကလေးကအပြင်းဖြားလိုက်တာနလန်ကိုမထူတော့ပါဘူးဥဝင်တည်ပြီးတဲ့နောက်ကျမတို့ရွာမှာကြားလို့မဲသူလည်းမရှိတော့ပါဘူးကြာဝစ်စုံဟောင်းကြီးကိုတော့ရွာဦးကျောင်းဆရာတော်ဥအာစရာကခုထိတင်းစီထားတော့ဘိုးချုံမုံကြီးတော့ရှိသေးတယ်သူ့အသက်လည်း80ကျော်လို့80တွင်ကိုရောက်နေပါပြီ ဒါပေမဲ့ကြောထောက်နောက်ကမရှိရှာလေတော့ရွာထဲမှာအနှင်းနေလေးလိုက်ရင် သူ့ဝန်းစာသူဖြစ်နေလေရဲ့ဘူးချုံမုံကတော့လာတာတွေညတွေဆိုရင် သူ့တဲကလေးရှိက တလင်းပြင်မှာတင်မြင်ခွေထိုင်ရင်ကကလေးတွေကိုလွမ်းစရာဖုန်ကြီးပြန်ပွဲတွေအကြောင်းပြောပြနေတတ်တယ်။ဆီယာမခင်ခင်သူရေးသားထားတယ်။ကြားဆိုတဲ့ဝတ္ထုတို့လေးကတော့ဒီတိုင်းပဲပြီးဆုံးသွားခဲ့ပါပြီ။နောက်ဆင်ပြီးခဲ့ကြတဲ့ຫນွေဦးနရသိန်းရဲ့ချစ်တော်ပရိသတ်များအလုံး ကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်။